မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကတော့ Manchester United ရဲ့လူငယ်ကျယ်ပွင့် Kobe Mainu ပေါ့သူ့ရဲ့လက်ရှိအခြေအနေကိုအသေးစိတ်လေ့လာကြည့်ကြမယ်ဟုတ်ကဲ့အချက်အလက်တွေကတော့သတင်းဆောင်ပါတဲ့ကောင်းထုတ်ချက်တွေကပါဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာကလေအမ်ပြီးခဲ့တဲ့2024 FA ဖလားဘလူးပွဲမှာအနိုင်ကိုကွင်းခဲ့တယ်ပြီးတော့အင်္ဂလန်အတွက်ယူရိုပွဲမှာတောင်းပွဲထွက်ခွင့်ရခဲ့တဲ့သူဟုတ်ပါတယ်အဲ့ဒီလူရေချီရှိတဲ့လူငယ်ကစားသမားကအခုကြတော့သူ့ရဲ့ပုံမှန်ပွဲထွက်နေရာအတွက် ယုံကန်နေရတယ်ဆိုတာပဲဟုတ်တယ်နော်ဘလို့ရဖြစ်လာတာလဲဆိုတာပေါ့အင်းဒီနေ့တော့လေမိုင်းတို့ရဲ့ကျူပတ်မှုတွေမန်နေဂျာတဲ့ယူဘင်မွန်တွေသူ့ပေါ်အမြင်တွေပြီးတော့အဲဒီလိုအခြေအနေဖြစ်လာတဲ့နောက်ွယ်ကအကြောင်းရင်းတွေနိစနစ်ပိုင်းကိစ္စတွေကိုတေးသေးချာချာဆန်းစစ်ကြည့်ကြတာပေါ့ကောင်းပါတယ်ကဲအခုလက်ရှိအခြေအနေနဲ့စာလိုက်ကြရအောင်မိုင်းနိုကဟိုပြီးခဲ့တဲ့မေလဝင်းဘလေးမှာလေမန်စီးတီးကိုအနိုင်ရတဲ့ FA Fla Final မှာအနိုင်ကိုသွင်းခဲ့တာ မမရရပဲအတက်16နှစ်အရွယ်ပဇာဓမာအတွက်တော့တကယ်အိမ်မက်တစ်ခုလိုပဲဗျာဒါပေမဲ့အခုဘောလုံးရသည်တစ်စပြီဆိုတော့အတင်းကွဲထွက်လူစားရင်းမှာသူ့နာမည်ကအင်းတွေ့ရဖို့ခက်နေတယ်ဟုတ်ဟုတ်ပါတယ်ဒီချာနာချက်ကတော်တော်လေးတည်တာလေလို့ပြောရမယ်အမှန်ပဲရှင်သူ့လိုအတက်ရွယ်ပြီးခဲ့တဲ့ရာသီကမှအတင်းကြီးအတွက်ပွဲဥထွက်အောင်မင်းမှုရထားတာလေပြီးတော့ဥရောပရဲ့အကြီးဆုံးပလန်ပွဲယူရိုဘောလုပွဲမှာပွဲထွက်ခွင့်ရခဲ့တဲ့ကစားသမားတယောက်အတွက် အဲ့ဒါကတကယ်ကိုစိတ်ဝင်စားစရာအလက်ပြောင်းတစ်ခုပဲဟုတ်ကဲ့မကြသေးခင်ကမှအောင်မြင်မှုရဲ့အထွက်အထိပ်ကိုရောက်ပြီးကမှတိတ်မကြခင်မှာပဲပုံပန်ပွဲကစားဝင်အတွက်ပြန်ယုံကန်ရတယ်ဆိုတာကသူ့အတွက်ရောသူ့ကစားသမားဘဝတိုးတက်မှုအတွက်ရောအရေးပါတဲ့သင်ခန်းစာတွေဖြစ်နိုင်တယ်စိန်ခေါ်မှုကြီးတစ်ခုပေါ့ဟုတ်ဒါကိုလူငယ်ကစားသမားတွေကြုံရတတ်တဲ့ဟိုရင်ဒုတိယရာသီစိန်ခေါ်မှုလို့ပြောကြတယ်လို့မျိုးပေါ့ဟုတ်တယ်နော်ဒီလိုချင်းနေမျိုးမှာကစားသမားတယောက်ရဲ့တွန့်ပြန်ပုံကအရန်ကြီးချီတာ မိုင်းတော့ကတော့အရှုံးပြိမဲ့ပုံမပေါ်ဘူးဗျ။အင်း။တလင်းနေကြားရတဲ့လောက်တော့သူက current လေးချင်ရေးကွဲမှာဆိုရင်မယုံနိုင်လောက်ကိုစူးစမ်းနေတယ်။လေးချင်ကဆင်းနေသူ့ကိုယ်သူတက်တယ်ပြဖို့အားထုတ်နေတယ်ပေါ့။ဟုတ်ကဲ့။မန်နေဂျာတစ်ရူဘင်အမိုရင်ရဲ့စိတ်တမ်းကြဖြစ်အောင် အထင်ကြီးမှုရအောင်အဆွမ်းကုန်လုပ်နေပုံပဲ။ဟုတ်ပါတယ်။သူရဲ့စိတ်ပိုက်ဖြတ်ထားမှုကလေ့ကျင့်ရေးကွင့်တယ်မို့ဘူးကွင်ပြန်ပါအထိပဲဥပမာပြောရရင်သူ့ကစားသမားဘဝတိုးတက်ဖို့ အိမ်မှာကိုယ်ပိုင်စားဖို့မူကတော့ပြောင်းလိုက်တယ်ဆိုလား။အိုးတော်တော်လေးအလေးထားတာပဲ။ပြီးတော့စက်တင်ဘာနိုင်ငံကပွဲစဉ်တွေကြောင့်လိပွဲတွေနားတဲ့အားလိုက်ရက်မှာပေါ့။တခြားသူတွေအနားယူချိန်မှာသူကကိုယ်ပိုင်နီးပြနေတီးတက်လက်ချင်းကနေဆင်းခဲ့တယ်လို့ဆိုတယ်။อืมဒီလူရက်တွေကသူ့ရဲ့ဟို professional sake တဲ့ကစားသမားဘဝပေါ်ထားတဲ့အလေးနဲ့ထားမှုရင့်ကျက်မှုတွေကိုကောင်းကောင်းပြနေတာပဲ။ဟုတ်ကဲ့။ထိတ်တန့်စစ်မှာကစားမှုဘလောက်ပြင်းထန်တဲ့အားထုတ်မှုလိုတယ်။ ကိုကိုကိုဘီလိုပြင်ဆင်ရမယ်ဆိုတာကိုသူကောင်းကောင်းသဘောပေါက်ပုံမယ်ဟုတ်အောင်မြမှုရလျာစာလူနယ်ကစားသမားတော်တော်များများကဒီလိုဖျားဒီအပြောင်းလဲတွေကြုံရဲလမ်းနဲ့နဲ့ချော်ချင်းကြတယ်ဟုတ်တယ်ဟုတ်တယ်တချို့ကစူးစမ်းမှုရော့သွားတာမျိုးပေါ့ဒါပေမဲ့မိုင်းနုကကျတော့ပွဲထွက်ခွင့်မပေးတဲ့အခြေအနေကိုအစစ်တကြန့်ခိုင်မှုနဲ့တုံ့ပြန်ပြီးပိုစူးစမ်းတာဒါကတကယ်ချီးကျူးစရာပဲသူ့ character ကိုပြတာပေါ့ဟုတ်ပါတယ်သူစစ်တဲ့ပိုင်းကတော့အားရစရာပါဒါပေမဲ့သူနာကနဲ့ပတ်သက်ပြီး နွေရာသီအပြောင်းအလဲနောက်ဆုံးရက်တွေတုန်းကသတင်းတွေထွက်ခဲ့သေးတယ်လေအဲ့ဒါလေစိတ်ဝင်စားဖို့ကောင်းတယ်อืมအငားကိစ္စနော်ဟုတ်ကဲ့မိုင်းနူးကပုံမှန်ပွဲကစားခွင့်ပိုရဖို့အသင်းကနေငားထွက်ကစားကြံခဲ့တယ်လို့သတင်းဒီကြေကြေပြန်းပြန်းထွက်ခဲ့တယ်အငားထွက်ဖို့တောင်းဆိုခဲ့တယ်ဆိုပြီးတော့ဟုတ်ကဲ့ဒါပေမဲ့ United ကသူတောင်းဆိုမှုကိုပယ်ချလိုက်တယ်ခွင့်မပြုခဲ့ဘူးအင်းဒီနေရာမှာအလေးထားဖို့လိုတာကသူကသူ့ရဲ့ငယ်ဘဝကလပ်သူကြီးပြင်းလာတဲ့ United ကို အပြီးပိုင်းဆုံးခွာခြင်းကတည်းကမဟုတ်ဘူးဆိုတဲ့ချက်ပဲဟုတ်ဟုတ်ဒီအေအေကြီးတဲ့အသက်အရွယ်ဒီဘိုးလုံးရာတီမှာသူ့ရဲ့တိုးတက်မှုအတွက်အရေးပါတဲ့ပုံမှန်ပွဲကစားခြင်းရဖို့ပဲယာယီအငှထွက်ခွင့်တောင်းခဲ့တာဆိုပြီးတော့တည်င်းတွေကဆိုတယ်ဒီအချက်ကလေကလပ်အသင်းနဲ့ကစားသမားကြားကအမြင်ကွဲပြားမှုကိုပြတယ် United ကသူ့ကိုအငားမလွတ်ဘူးဆိုတာကအမ်တဖက်မှာတော့သူ့ရဲ့အလားအလာကိုအယံယုံကြည်တယ် အသိရဲ့အနာဂတ်အတွက်အရေးပါတဲ့သူဖြစ်တံပူးထားတယ်လက်လွတ်မခံနိုင်ဘူးဆိုတာကိုပြတာဖြစ်နိုင်တယ်ဟုတ်ကဲ့ဒါကကစားသမားအတွက်ယုံကြည်မှုတိုးစေနိုင်တာပေါ့ဒါပေမဲ့နောက်တစ်ဖက်ကကြည့်ရင်ကစားသမားတယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအထူးသဖြင့်မိုင်းနူးလို့ကွင်းလယ်မှာအဆုံးဖြတ်ဖေးနိုင်တဲ့အရေးသွေးတွေပိုထွက်လာဖို့လိုနေသေးတဲ့ကစားသမားမျိုးတို့ကပုံမှန်ပွဲတွေ့ကြုံမှုကအသက်ပဲလीအဲ့ဒါတော့ဟုတ်တယ်ဆူလိုကလပ်ကသူ့ကိုတံပိုးထားလို့ဆက်ထင်းထားတာက သူ့ရဲ့ရေတို့ဖွံ့ဖြိုးတိုးတက်မှုကိုအဟံအသာဖြစ်စေမလားဆိုတဲ့မေးခွန်းထွက်လာစေတယ်။ကလပ်ရဲ့ရေရှည်အကျိုးစီးပွားနဲ့ကစားသမားရဲ့ချက်ချင်းလိုအပ်ချက်ကြားကကွာဟာချက်လို့ဆိုရမလားပဲ။ဒါတကယ်စဉ်းစားစရာပဲ။ကလပ်ရဲ့တံပိုးထားမှုနဲ့ကစားသမားရဲ့လက်တွေ့လိုအပ်ချက်ကြားကအပြိုင်မှုပေါ့ဗျာ။ဟုတ်ပါပဲ။ဒါပေမဲ့မိုင်းနူးရဲ့ဒီချင်းဒီပေါ်တုံးပြမှုကတော့အကောင့်ဘက်ကိုဥတီနေတယ်လို့ဆိုရမယ်။အငှားထွက်ခွင့်ပေချခံရပြီးနောက်မှာသူကစိတ်ပြတ်မသွားဘူး။ อืมโอกบาปลามาอังกฤษอตัวโกจาปิกซาควนยาบ่สุดะไอ้มัดเปเอ้าล่ะอดีกะเปดันเนเสร็จๆจี้ยินจุลัยลากะเยอรมนีมาสเปนโกชงเดยูโร2024ไฟแนลมาอังกฤษอตัวป่วยถั่วเกเรตูกะဟုတ်တယ်စက်တင်ဘာလကကစားတဲ့ Nations League ပွဲတွေအတွက်အင်္ဂလန်လူစားရေးမှာတော့ချန်လက်ခံလိုက်ရတယ်အဲ့ဒီအချက်ကအရင်ရေးကြီးတယ်ရှင်ကလပ်အသင်းမှာပုံမှန်ပွဲကစားခွင့်ရတာကနိုင်ငံတကာအသင်းမှာရွေးချယ်ခံရဖို့ဘလောက်အထိတိုက်ရိုက်ဆက်ဆက်နေလဲဆိုတာကိုဒါက ထင်ထင်ရှားရှားပြနေတာပဲဟုတ်ကဲ့အင်္ဂလမန်နေဂျာကိုတိုင်ကမိုင်းနုကိုလူစင်းကန်တွေချက်လက်ခဲ့တဲ့အကြောင်းရင်းကိုရှင်းပြတော့ကလေမိုင်းနုက ထိတ်တန့်ကစားသမားကောင်းအရာဟုတ်တယ်ဒါပေမဲ့သူ့ရဲ့အင်္ဂလန်အနာဂတ်အစီအစဉ်တွေမှာပြန်ပါလာဖို့ဆိုရင်သူ့ကလပ်မှာပုံမှန်ပွဲကစားချင်းပွိုင်းထွက်ကစားချင်းတွေပြန်ရဖို့လိုတယ်လို့ရှင်းရှင်းလင်းလင်းပြောခဲ့တာဟာဟုတ်ကဲ့ဆိုလိုလာက United မှာပွိုင်းထွက်ခွင့်ပြောင်းနေတာကသူ့ရဲ့ England အိမ်မက်ကိုတိုက်ရိုက်ချင်းချောက်မှုထွက်လာတယ် fear ပုံများလာစေတာပေါ့ဟုတ်ပါတယ်ဒီ fear ကသူ့ရဲ့စ조사မှုကိုပိုပြီးတွန်းအားပေးနေတာလေးဖြစ်နေတာပဲဟုတ်ကဲ့အခု manager Ruben Amorin ဘက်ကအမြင်ကိုနည်းနည်းပိုပြီးအသေးစိတ်ကြည့်လိုက်အောင် မကြံသေးခင်က Manchester Derby ပွဲမတိုင်ခင်တရင်းစာရှင်းလင်းပွဲမှာ Amorin က Mino အခြေအနေနဲ့ပတ်သက်ပြီးတော်တော်ပွန့်ပွန့်လင်းလင်းပြောသွားတယ်ဟုတ်ကဲ့သူက Mino ပိုပြီးပွဲကစားခြင်းနေတာကိုအတိမတ်ဖြူလက်ခံထားကြောင်းအတည်ပြုတယ်ဟုတ်တယ်တခြားကစားသမားတွေအများကြီးလိုပဲ သူလည်းပိုကစားချင်နေတာပေါ့ဒါကပုံမှန်ပါပဲလူသူကပြောတယ်ဟွန်းဒါပေမဲ့အဲ့ဒီတော့မှအရေးကြီးတဲ့ချက်ကိုဆက်ပြောတယ်အမိုရင်ကမိုင်နူဟာ အခုချိန်မှာပြပြဆုံးတဲ့ကစားသမားမဟုတ်သေးဘူးအများကြီးအများကြီးပိုကောင်းလာနိုင်သေးတယ်လူသူယုံကြည်ကြောင်းပြောခဲ့တယ်ဟွန်းဆိုလိုတာက room for improvement အများကြီးရှိသေးတယ်ပေါ့ဟုတ်တယ်သူကဆက်ပြောသေးတယ်တချို့ကစားသမားတွေအတွက်ကတော့ သူတို့ရေချင်းကပွဲထွက်ကစားဖို့လုံလောက်နေပြီ။ဒါပေမဲ့သူမိုင်းနိုးအတွက်တော့အခုချိန်မှမလုံလောက်သေးဘူး။ဒါကနားထောင်ရင် မတရားဘူးလို့ထင်ရနိုင်ပေမဲ့ကျွန်တော်ထင်တော့ဒီလိုလုပ်တာက ကော်ပီမိုင်းနိုးကိုကူညီပေးနေတာပဲဖြစ်ပါတယ်။လို့အမိုရင်ကမှတ်ချက်ပေးခဲ့တယ်။ဒီစကားတွေကဘာကိုဆိုလိုနေတာလဲဗျ။အမွေရဲ့ရက်တီရက်ကအလွာပေါင်းဆောင်ပါတယ်နော်တဖက်မှာသူကမိုင်းနူရဲ့အရေးချင်းကိုအရန်ယုံကြည်တယ်အတိမပြူတယ်တင်းစားရှင်းလင်းပွဲမှာပဲသူ့ကိုထိတ်တန်း ထိတ်တန်းကစားသမားတို့တောင်တုံ့လုံခဲ့သေးတယ်ဟုတ်တုံးသွားတယ်ဒါကမိုင်နူရဲ့အလားအလာကိုသူဘလောက်မြင်တယ်ဆိုတာပြတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူကမိုင်နူစီကပိုးပြီးတောင်းဆိုနေတယ်သူ့ကိုလက်ရှိအခြေအနေထက်ပိုကောင်းအောင်တွန်းပို့နေတယ်စိန်ခေါ်နေတယ်ဟုတ်ကဲ့ဒါကိုဟိုမိတာဖင်ကြမ်းတမ်းစွာဆုံးမခြင်း tough left to come la ဒါမှမဟုတ်ထိတ်တန်းမန်နေဂျာတယောက်ကအလားအလာရှိတဲ့လူငယ်တွေကိုစနစ်တကျပြုစုပြောထောင်တဲ့ပုံမှန်ချင်းကမှုတစ်ခုလားဆိုတာစဉ်းစားရမယ်ဟုတ် သူပေးတဲ့ပေါ်တူဂီကိုလည်းလူဝီတီညာဥပမာအရန်စိတ်ဝင်စားဖို့ကောင်းတယ်ဟာဟုတ်သားပဲပြောသွားတယ်ဝီတီညာက wolf မှာအငားနဲ့ကစားတော့ငါပွဲကစားဝင်ပုံမှန်မရခဲ့ဘူးလေဟုတ်တယ်ဟုတ်တယ်တိတ်မထက်လောက်ဟုတ်ဒါပေမဲ့အခု PSG မှာကတော့အကောင်စံကွင်းလေကစားသမားတွေကဒီရောက်ဖြစ်လာဖို့လမ်းကြောင်းပေါ်ရောက်နေပြီ အမိုးရင်းဆိုလိုချင်တာကလက်ရှိပွဲထွက်ခွင့်မရတာကကစားသမားဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဒါပေမဲ့ကစားသမားကိုယ်တိုင်ကမန်နေဂျာလိုချင်တဲ့အဆင့်ကိုရောက်အောင်စူးစမ်းတိုးတက်ပြဖို့လိုတယ်ဆိုတဲ့သတင်းစကားပဲ။ဟွန်း ဒါကအရေးကြီးတဲ့မင်းဟုန်းတစ်ခုမွေးထုတ်လိုက်တယ်လို့ပဲအမော်ရမ်တိတိကျကျတောင်းဆိုနေတယ်မိုင်းနူတိုးတက်ဖို့လိုအပ်နေတယ်လို့သူမြင်တဲ့အပိုင်းတွေကဘာတွေလဲဆိုတာပေါ့အဲ့ဒီမင်းဟုန်းရဲ့အဖြစ်တစ်စိတ်တစ်ပိုင်းကတော့အတင်းရဲ့ကစားဟန်အပြောင်းလဲနဲ့ပတ်သက်တဲ့အမော်ရမ်ရဲ့ရှင်းလင်းချက်ထံမှာရှာတွေ့နိုင်ပုံရတယ်ဗျဟုတ်ကဲ့သူကအရင်မန်နေဂျာအရီတန်ဟက်လက်ထက်တုန်းက United ရဲ့ကစားပုံကအလွန်အမြန့်အဲခူးပြောင်း transitional များခဲ့လေဘောလုံးဆုံးရှုံးတာနဲ့ပြန်ရတာ တိုက်စစ်စင်တာနဲ့ခန်းစစ်စင်တာအယံ့မြန်လွန်ခဲ့တယ်လို့သုံးတတ်တယ်။ဟုတ်တော်တော်လေး direct ဖြစ်ခဲ့တာ။ Okay အဲ့ဒီလိုကစားဟန်မျိုးမှာမိုင်းလူရဲ့ဘောလုံးထိန်းနိုင်စွမ်းပွဲကိုတည်ငင်အောင်လုပ်ပေးနိုင်တဲ့အရေးတွေကအယံ့အရေးပါခဲ့တယ်။သူဟာအဲ့ဒီအချိန်က ပွဲကိုတည်ငင်အောင်ထိန်းပေးနိုင်တဲ့တဦးတည်းသော ကစားသမားနေပါထက်ခဲ့တယ်လို့အမိုရီယမ်ကဆိုလိုပုံပဲ။อืม calm factor ဘယ်နော်ဟုတ်တယ်ဒါပေမဲ့အခုတူအမိုရီယမ်လက်ထပ်မှာတော့အတင်းဟာပွဲကိုပိုပြီးထိန်းချုပ်ကစားနိုင်အောင် calm down တာ game ကြိုးစားနေပြီအတင်းမှာပွဲကိုထိန်းချုပ်နိုင်တဲ့ကစားသမားတွေပိုများလာပြီကစားပုံရဲ့ပြိုးချက်လည်းပြောင်းသွားပြီလို့သူကရှင်းပြတယ်ဟုတ်ကဲ့ဒီကစားဟန်ဒီစနစ်တင်မှာသူကမိုင်လူးစီကအရင်ကထပ်ပိုပြီးမျောလန့်တယ်ပိုပြီးတောင်းဆိုတယ်လို့ပြောတယ်ဒါကလေနီးစနစ်ပိုင်းအပြောင်းလဲတွေက တူးချင်းကစားသမားတွေရဲ့အခန်းကဏ္ဍနဲ့တံပိုးကိုဘယ်လိုပြောင်းလဲစေနိုင်တယ်လဲဆိုတာကိုပြနေရဲ့ကွက်ကွက်ကွန်ကွန်ဥပမာတစ်ခုပဲဟုတ်ပါတယ်အရင် transition နဲ့ကစားဟန်မှာအရင်အသုံးဝင်ခဲ့တဲ့မိုင်းနူးရဲ့ပွဲကိုတည်ငင်အောင်ထိန်းနိုင်စွမ်းဆိုတဲ့အားစာချက်ကအခုအမိုရန်တိဆောက်နေတဲ့ပိုပြီးထိန်းချုပ်ကစားတဲ့ control base စနစ်တင်မှာအရင်ကလောက်အဓိကကြကြခြင်းမှကြားတော့မင်းဟုတ်ဖြစ်နိုင်တယ်ဒါမှမဟုတ်အဲ့ဒီအရေးအသွေးအပြင် တခြားသောအရည်အသွေးတွေကိုပါပုံမှုထုတ်ပြဖို့လူအံ့လာနိုင်တယ်။ဥပမာဘောလုံးကင်ထားချိန်မှာပြိုင်ပဲ့ရဖြီအားပေးမှုကိုပိုခံနိုင်ရရှိဖို့ press resistance လိုတာမျိုး။ဟွန်းဒါမမို့ကွင်းလက်ကနေတိုက်စစ်ရှိဟူဘောလုံးပုံမပေးဖို့နိုင်စွမ်း progressive passing ဒါမမို့ခန်းစစ်ပိုင်းဆိုင်ရာမှာပိုပြီး intensity ပါပါကစားမှုလိုအပ်လာတာမျိုးဖြစ်နိုင်တယ်။ဟုတ်ကဲ့။အမိုရန်က minus euro volume ပွဲထွက်ကစားခဲ့တာကိုတိတယ်အတိမပြည့်တယ်လို့ပြောခဲ့မယ်။သူကသူအစွန်းဖြက်က အတိတ်ကအောင်မြင်မှုတွေမဟုတ်ဘူး။ဟွန်းသူရဲ့နီးစနစ်ပိုင်းအတွဲခေါ်နှစ်လိုအပ်ချက်တည်းပြည့်လက်ရှိခံစားချက် current feeling တွေပဲဖြစ်တယ်လို့အလေးပေးပြောဆိုခဲ့တာကအဲဘလုံးနီးပြလောကရဲ့ subjectivity သဘောတဘာဝကိုမိမုံထိုးပြနေတာပဲ။ဟုတ်တယ်နော်။ဘလောက်ပဲအရေးချင်းရှိရှိဘလောက်ပဲအောင်မြင်မှုတွေရှိခဲ့ရှိခဲ့လက်ရှိမန်နေဂျာယုံကြည်မှုကိုရဖို့နေသူ့ရဲ့ကစားကွက်ထဲမှာအဝင်ဖို့ကအရေးကြီးဆုံးဖြစ်နေတာပေါ့ဟုတ်ပါပြီ ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးတွေ့ခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်ရအောင်ပြီးခဲ့တဲ့ရာသီရဲ့သူရဲ့ကောင် FA Flow အောင်ပွဲနဲ့ Euro ဘလူးပွဲပွဲထွက်ခွင့်ရခဲ့တဲ့ Kobe Mainu ဟာအခုရာသီ Manchester United ပွဲထွက်လူဆိုင်မှာနေရာတစ်ခုအတွက်ပြင်းထန်ကြိုးပမ်းနေရတယ်ဟုတ်ကဲ့ဒါပေမဲ့သူဟာစိတ်သက်ကြန့်ခိုင်မှုအပြည့်နဲ့လေ့ကျင့်ရေးမှာ20တူကျူးစားနေတယ်ကိုပိုင် စားဖို့မူပြောင်းတာအားလည်းရမှာတီးတတ်နီးပြားနဲ့လေ့ကျင့်တာလို့လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေတည်တယ် ူကိုယ်သူတိုးတက်အောင်လုပ်နေတယ်။ဟုတ်ပါတယ်။ပုံမှန်ပွဲကစားခြင်းအတွက်အင်အားထွက်ခွင့်တောင်းဆိုခဲ့ပေမယ့်ကလပ်ကပယ်ချသေးတယ်။ဒါပေမဲ့ तू ကအကောင့်မြင်စိတ်နဲ့လက်ခံတုံ့ပြန်ခဲ့တယ်။အင်းသူ့ရဲ့မန်နေဂျာတဲ့ Ruben Amorim ကသူ့ရဲ့အလားအလာကိုအလွန်အမင်းယုံကြည်ပေမယ့်အတင်းရဲ့ပြောင်းလဲလာတဲ့နီးစနစ်ပိုင်းလိုအပ်ချက်တွေနဲ့လိုက်လျောညီတွေဖြစ်အောင်တိုးပြီးတိုးတက်လာဖို့တောင်းဆိုနေတယ်။သူ့ကိုစင်ခေါ်နေတယ်။ဟုတ်ကဲ့။သူ့ကိုရှေ့ဆက်ဖို့တွန်းအားဖိနေတဲ့အဓိကလှုံ့ဆော်မှုကတော့ 2026ကဘာဖလာမှာအင်္ဂလန်အသင်းနဲ့အတူရှိနေလို့တဲ့သူ့ရဲ့ကြီးမားတဲ့အိမ်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာဒီအလုံးကိုခြုံငုံထုံတာပြီးတဲ့အခါမှာလေနောက်ဆုံးအနေနဲ့စိတ်ဝင်စားစရာမေးခွန်းတစ်ခုဒါမှမဟုတ်စဉ်းစားစရာချက်တစ်ခုချန်ထားခဲ့ခြင်းညီရှင်။ဟုတ်ကဲ့ပြောပါခင်ဗျာ။မနေ့ကမူရင်းရဲ့မိုင်းနူရဲ့ထိကျန်လာလာကိုယုံကြည်ကြောင်းထုတ်ဖော်ပြောထားတယ်။တချင်တဲမှာပဲသူ့ရဲ့ကစားဟောင်မှာတိုးတက်ပြောင်းလဲဖို့လိုအပ်ချက်တရှိနေတဲ့အထူးသဖြင့်အတင်းရဲ့စနစ်တင်တဲ့အဝင်ခွင့်ချက်ဖြစ်ဖို့လိုအပ်တယ်လို့အလေးပေးပြောဆိုနေတယ် ဟုတ်ပါတယ်ဒီတော့စဉ်းစားစရာကအမူရင်းရဲ့ဒီမျော်လင့်ခဲ့တစ်တေတောင်းဆိုချက်တွေကိုဖြည့်မီတော့ဖြစ်စီပြီးမန်ချက်စတာယူနိုက်တက်မှာသူ့ရဲ့အဓိကစားသမားတယောက်ဖြစ်ရေးဆိုတဲ့အနာဂတ်ကိုရောအင်္ဂလန်အသင်းနဲ့ကိုကဘာပလာကစားခွင့်ရရေးဆိုတဲ့အိမ်မက်ကိုပါလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့တပေါ့ဟုတ်ကဲ့ကော်ဘီမိုင်းနူအနေနဲ့သူ့ရဲ့ကစားဟန်ရဲ့ဘလို့အစေးပိုင်းတွေကိုအထူးပြုလေ့ကျင့်ပြီးတိုးတက်အောင်လှုပ်ဆောင်သွားဖို့အဓိကလိုအပ်လာနိုင်မလဲဆိုတာပဲဟွန်းစဉ်းစားစရာပဲဥပမာသူ့ရဲ့ဘောလုံးမဲ့လှုပ်ရှားမှု off the ball movement လားဒါမှမဟုတ်ခံစစ်ပိုက်ဆိုင်ရာအဆုံးဖြတ်ပေးနိုင်မှု defensive decision making လားဒါမှမဟုတ်တိုက်စစ်ကိုပုံမအထောက်အကူပြုနိုင်တဲ့ထန်တီးမှုစွမ်းရည် creative output လားဟုတ်ကဲ့ကြာကတော့နောက်ထောင်သူတွေကိုလိုက်သူ့ရဲ့လာမယ့်ပွဲစဉ်တွေစွမ်းဆောင်ရည်တွေကိုစောင့်ကြည့်ရင်ဆက်လက်စဉ်းစားသုံးသပ်ကြည့်ဟုတ်အချက်တစ်ခုပါပဲတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့သုံးသပ်ချက်တွေပါပဲ ဒီနေ့ copy minor ရဲ့အခြေအနေကိုအသေးစိတ်လေ့လာဆွေးနွေးကြတာကိုဒီမှာပဲဆုံးသတ်လိုက်ပါစေ။